်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပါရှမ်းမြောက်လာရှိုးမြို့မှာလျှက်စစ်ရုံဝန်ထမ်းတချို့ဟာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးဒေသခံတွေညာပိုင်းလျှက်စစ်မီရရှိရေးငွေတောင်းခံနေပြီးငားညကိုနှစ်သိမ့်ပေးနေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီကရက်ွက်အုပ်ချုပ်ရေးမှုတွေကရက်ွက်ထဲကသူတို့နဲ့နှီးဆက်သူတွေရဲ့အိမ်တွေကိုတော့တအိမ်ကိုငွေကျပ်2000ကောက်ခံပြီးတော့ လျှက်စစ်ရုံကဝန်ထမ်းတချို့ကိုငွေကျပ်2သိန်းပေးရင်ညပိုင်းလျှက်စစ်မီး9ရက်ပေးတဲ့စနစ်နဲ့လှုပ်ရှားနေတယ်လို့ဆိုပါရယ်။လာရှုံမြို့မှာလျှက်စစ်မီးဟာတထောင်မဂါဝက်ဝန်းကျင်သာရရှိတာဖြစ်ပြီးလာရှုံမြို့ကအရေးကြီးတဲ့နေရာတွေဖြစ်တဲ့ဆေးရုံ၊ထရေအုပ်၊ရဲစခန်းလိုင်းငန်းတွေနဲ့စစ်ကောင်စီတပ်စခန်းတွေဘက်ကိုပေးရပြီးတော့ပိုရဲလျှက်စစ်တအားတွေကိုဘာ KDB နဲ့မာဆက်တီစီကိုရောင်းစားနေတယ်လို့ဆိုပါရယ်။ လာရှုမှာရက်ွက်အများစုဟာလျက်စစ်မီမရသေးတာဖြစ်ပြီးလာရှုမြို့ရဲ့40ရာခိုင်နှုန်းလောက်သာ3ရက်မှ1ရက်လျက်စစ်မီရက်ချဖြန့်ဝေပေးနေတာဖြစ်ပါတယ်ရှင်။လာမယ့်ဇွန်လ30ရက်နေ့အထိမိုးများနိုင်ပြီးကမ်းပါးပြိုတာတွေဖြစ်ပေါ်နိုင်တာကြောင့်မြေကမ်းမဘေးမှာနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းပြောဆိုထားပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ လာမင်းဇွန်လ27ရက်နေ့ကနေ30ရက်နေ့အထိစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအချစ်ဘက်အချမ်းနဲ့ရခိုင်ပြည်နယ်တွေမှာမုံများနိုင်တယ်လို့မူလဝတ္တပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။တိုင်းဒါချက်တွေအရာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်အနီးကုန်းတွင်ပိုင်းထဲမှာလေပြင်းအားနဲ့ရဝတ်အသည်လေပွေလိုက်တခုဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တာကြောင့်ဇွန်လ30ရက်နေ့အထိမုံများနိုင်တာပါလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာအနောက် က်တောင်မုတ်တုံလေးအားကောင်းရာကနေအားအလုံးကောင်းတဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပြီးမိုးပေါများနိုင်တဲ့အတွက်ကံပါပြူချနိုင်တာတွေဖြစ်ပေါ်နိုင်တာကြောင့်တတိထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ EOE မြည်တက်လာပြီဆိုလို့ရှိရင်အဲသူကကျွင်းရေမှတ်ကိုတော့မရောက်ဘူး။အဲ7ပြီ15ပြီရနေပြီးတော့ပြီ20လောက်အထိလိုတာတော့ရှိတယ်။သို့တော့အဲ့ဒီမှာရေရှိကျန်သွားတာတွေမြည်ထိုးတာတွေအဲ့လိုတွေဖြစ်ပြီးတော့ကံပါပြူတာတွေကဖြစ်တယ်။အဲ့တော့ ကမ္မနဲ့နေတဲ့ဒေတာတွေတတိထားဖို့တို့ရဲ့အခုအချိန်မှာကတော့ကမ္မပြူကြပြီးတော့အိမ်ကြီးပြူပြီးပါသွားနိုင်တဲ့အနေနေရာတွေကပြည်သူတွေအနေနဲ့ကတော့ပြေလွတ်ရအောင်ရွှေ့ထားပြောင်းထားဖို့တို့အတားကြည့်မယ်ကမ္မပြူအောင်မယ်ဆိုလို့ရှိရင်သူကအเจ้าအရင်ပေါ်တယ်အเจ้าအရင်ပေါ်ပြီးတော့မှကမ်းနဲ့နေတဲ့နေရာနေပြီးတော့ကမ္မပြူတဲ့ဥစ္စာအတန်းအခြေကြီးကြီးရှားရတယ်ဝုန်းဝုန်းနဲ့အတန်းအခြေကြီးကြီးရှားရပါတယ် ဒီလို NDA ရှိတဲ့နေရာဒီဒီဟင်းစားဝင်းကြီးဟင်းစားရဲ့မိကံပီးနေတဲ့ဒေသတွေခုနညောင်တုံးအခုအင်္ဂဘူစတဲ့ဒေသတွေအဲ့ဒီနေရာတွေမှာတတိထားပါမယ်ဒါအပြင်အရာဝတီမြင့်ဖြားဒေတာတွေနဲ့ချင်းတွင်းမြင့်ဖြားဒေတာတွေမှာလည်းမိုးဆက်လက်လျှော့သွန်းပြီးမိုးရေချိန်များနိုင်ကမြင့်ရေလဲဆက်လက်မြင့်တက်လာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ် ဇွန်လ20ရက်နေ့နနက်7:00နာရီလောက်မှာလေပဲခူးတိုင်းတောင်ကုန်းမြို့နယ်အတွင်းမိုးများပြီးတော့ကပောင်းချောင်းရေရှမ်းပြီးကြေော်တွေမှာလက်တပြတ်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဒါကြောင့်တောင်ကုန်းမြို့အနောက်ဘက်ရေကျန်းရှာရကုန်းကင်းစိတ်စတဲ့ကြေော်တွေအပောင်းဝင်လက်တပြတ်ရေကြီးမှုဖြစ်ခဲ့တဲ့ကြေော်စီရောလောက်ကဒေတာခန့်တွေဟာဘယ်လိုရာကိုရာကြီးရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်။တောင်ကုန်းမြို့ကတောင်ကြီးနဲ့ပေါင်းပြီးတော့ဒီမဲချောင်းကနေပေါင်းဆက်ပြီးတော့လာတဲ့ရေပေါ်တာတော့ ောင်ကြရီပြောပါဘူး။ညဆယ်နာရီလောက်တည်းအညစ်တက်တာပေါ့။ညစ်တက်ပြီးတော့ကြားလိုက်တက်လိုက်တက်လိုက်တက်လိုက်ကြားလိုက်အဲ့လိုဖြစ်ပြီးတော့အခုဆယ်နာရီလောက်မှကြီးသွားတာ။ဒီမနေ့ဆယ်နာရီလောက်မှ။ဒီတရက်တော့တော်ပါဘာမှမချောင်းတော့။ဝင်းညံတက်လဲဆိုရင်အခုကင်းစိတ်ပေါ့။ကင်းစိတ်ရဲ့။ဒီကမင်းညာကင်းစိတ်ပေါ့။မူရအူကတော့တော့လေတော့တဲတာဟိုမူရနေနေနဲ့ကြောက်ဖို့ပေါ့လေမူရမယ်ဆိုရင်ရေထကျိုးချင်ရရှိရတယ်ဘာလို့လဲဒီရအောင်မစင်းသွားဆိုရင်ပေါ့နော်ဒါရှိရတော့ရေကြွားပါပြီဗျာ ဒါအပြင်တောင်ငူမျိုးစူးတဲ့လျော်လေးကြောင့်တရားနဲ့လက်ခုပ်ကုန်းတရားတွေဟာရုတ်တရက်ရေတိုးလာတာတွေကြောင့်ကြိုးကျပျက်စီးသွားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့မိုးစလာကလည်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုန်တုံလေးအားကောင်းနေတာကြောင့်မြန်မာကန်ယူတဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တွေမှာမိုးတက်လေပြင်းတွေကြောင်းလိုက်ပြီးလိုင်းကြီးနိုင်တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာသတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ် မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနာယီကိုမိုင်30ရအထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာဆေးဘေးကနဲ့ဆင်းနပေလောက်ရှိနိုင်ရလို့ဆိုထားပါတယ်။ကျွန်မကခေခိုင်ပါအီရန်နိုင်ငံကဖော်ဒိုနဲ့တခြားနျူကလ িয়ার စခန်းတွေကို အမေရိကကပုံကျဲတိုက်ခိုက်လိုက်တယ်လို့သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုပါရယ်။ တိုက်ခတ်မှုတွေအင်မတန်အောင်မြင်ပြီးတော့မြေအောက်မှာတိဆောက်ထားတဲ့အီရန်ရဲ့ပင်မယူရေနီယံတန့်စင်စကန်ဖော်တိုကိုဘုံးနေဝင်အပြင်းနဲ့ကျဲချခဲ့တယ်လို့ထရမ့်ကပြောကြားထားပါတယ်။ဒီစကန်ဟာအမေရိကန်ရဲ့ပေါင်3000ဘုံးနဲ့တိုက်မရမယ်လို့ခန့်မှန်းခဲ့ကြတဲ့နေရာဖြစ်ပါတယ်။အီရန်နိုင်ငံပိုင်မီဒီယာကလည်းဖော်ဒိုစကန်နေရာတချို့ကိုရန်သူတိုက်ခတ်မှုတွေထိမှန်တယ်လို့ကြေညာထားပါဗျ။ ထရက်ဟာဂျွန်လ21ရက်နေ့ဒေတာစံတော်ချိန်ည10:00နာရီမြန်မာစံတော်ချိန်22ရက်နေ့မနက်9:00နာရီခွဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံကိုရုတ်တံမင်ကုန်ပြောမှာဖြစ်ပါတယ်။အစောပိုင်းကတည်းကပေါင်3000ဘုံးတယ်နိုင်တဲ့ B2 ဘုံးကျဲလေယာဉ်တွေကို GUAM ကျွန်းကိုရွှေ့ထားတာကသတင်းထွက်နေတာဖြစ်ပါတယ်။တူရကီသမ္မတနဲ့တွေ့ဖို့အစ္စတန်ဘူကိုရောက်နေတဲ့အီရန်နိုင်ငံသား၏ဝန်ကြီးကတော့ American ဝင်ပါလာတာအင်မတန်အန္တရာယ်ကြီးသွားပြီလို့ဝေဖန်ထားပါတယ်ရှင်။ အစ္စရေးအီရန်ပဋိပက္ခတွေကြောင့်အီရန်နဲ့ထိစပ်နေတဲ့ပါကစ္စတန်ဘက်ကအဓိကနယ်စပ်ဂိတ်ကိုပိတ်ထားတာ6ရက်ရှိလာပြီးပါကစ္စတန်ရဲ့တက်ဖတန်နယ်စပ်မှာဈေးတွေကိုလည်းပိတ်ထားကြပါဗျ။ဒါစင်နဲ့ချီတဲ့ကုန်တင်ကားတွေလည်းပိတ်မိနေပြီးတောင်းတင်နေတဲ့အတွက်ကုန်သွယ်မှုတွေလည်းနှစ်နာရပြီးစီးပွားရေးလုပ်ငန်းတွေဆုံးရှုံးမှုတွေကြီးကြီးမားမားဖြစ်ပေါ်နေတယ်လို့သိရပါဗျ။အီရန်နဲ့အစ္စရေးတို့ကြားတင်းမာမှုတွေပြင်းထန်လာတာကြောင့်ဂျွန်လ15ရက်နေ့မှာပါကစ္စတန်ဟာတက်ဖတန်နယ်စပ်မှာကူးတန်းရောက်ဝယ်မှုတွေကိုရပ်ဆိုင်းလိုက်ပါတယ်။ ဒါအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြီးအီရန်ဘက်ကထုတ်ပြန်တဲ့ကန့်သတ်ချက်တွေအတိုင်းလိုက်ပါဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လောင်စာစီအစားအစာနဲ့အိမ်သုံးကုန်ပစ္စည်းတွေကိုနေ့စဉ်အလဲအလှယ်ပြုလုပ်နေကြတဲ့အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့တက်ဖတန်နယ်စပ်မှာတော့ကုန်တင်ကအများအပြားမသွားလာနိုင်ဖြစ်နေကြပါတယ်။အခုချိန်မှာတော့နယ်စပ်မှာလုံးဝထိုးရက်ထားကြတာလည်းဖြစ်ပါတယ်။ တဲယူပို့ဆောင်ရေးသမားတွေကလည်း9ရက်ကြာပိတ်မိနေခဲ့ပြီးစာနယ်ရိက္ခပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တစ်ချိန်တည်းမှာပဲ truck ကားတစ်စီးကို rupee 2000လောက်နေ့စဉ်ဆုံးရှုံးနေရကြောင်းသိရပါတယ်ရှင်။ DVV ရုံမြင်တမ်းကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီမှာကတော့ဝန်ဒီပါ